ွှေဖူးတွေမကအောင်ရွှေဖူးသမီးလေးပဲသုံးတယ်အရန် smooth ဖြစ်တယ်ပြီးအနက်အရန်ကောင်းတယ်အချောက်အရန်မြန်နေတဲ့မှာပါတယ်ပေါ့ရွှေဖူးဒီနေ့ဗီဒီယိုလေးရဲ့မှာကြတော့ရွှေဖူးအဲ့လိုပေါ့နော်ဟဲနဲ့ပတ်သက်တာတွေတော်တော်များများပြောခွေးဒါပေမဲ့အခုအသက်ထွက်တဲ့ထဲကပေါ့နော် OGH ထဲကအသက်ထွက်တဲ့ထဲက ဒါလေးကိုတုံနေရှူတဘူးကုံသွားပြီပေါ့နော်အဲ့တော့ဒါလေးကနှစ်ဘူးမြောက်ပါအဲ့အဲ့အကြောင်းလေးပြပြနေတာပေါ့နော်အဲ့တော့ရွှေဘူးဒီမကောက်ရွှေဘူးသမီးလေးပါတုံတယ်ဒီဥစ္စာကြတော့လေသူကဘာအတွက်ကောင်းတာလဲဆိုတော့ကိုကို blow dry လုပ်တဲ့အခါမှာသူကအချောက်အယမ်းမြန်တယ် အခုကရေဆိုးနေတဲ့အချိန်မှာဒီဟာလေးကိုဖြန်းထားလိုက်မယ်ဆိုလို့ရှိရင်သပင်ဘလိုဒရိုင်းလုပ်တဲ့အခါမှာကတာမန်ထပ်ပို့ပြီးတော့အချောင်မြန်နေပြီးတော့ရင်ခေါင်းချော်ပြီးတဲ့အခါမှာဒါလေးကိုဖြန်းလိုက်မယ်ဆိုလို့ရှိရင်သူကလောကသပင်ရလေးအဲ့လိုချောပြီးတော့လေအရန် smooth ဖြစ်တယ်ပြီးအနက်အရန်ကောင်းတယ်အနက်လေးကတင်းတင်းလေးနဲ့တော်တော်မွေးရယ်ပြီးအရန်သပင်ရအဲ့လိုမျိုးပေါ့နော်ဘီးနဲ့ရှင်းတဲ့အခါမှာအရန် smooth ဖြစ်ပြီးတော့အချောက်အရန်မြန်နေတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုး အချောင်းမြန်တာတုံးကျင်နေ smooth ဖြစ်တဲ့ဟာတုံးကျင်နေဟီအဲ့လိုမျိုးပေါ့နော်450လောက်ထိသူကအပူခံနိုင်တဲ့ထဲမှာပါအဲ့ရွှေဘူးကရွှေဘူးသမီးလေးနဲ့ရွှေဘူးဒါတူတူတုံးရပေါ့နော်သူတို့ဒီကကြောက်လဲရေကူးအမြဲနေတိုင်းလို့လို့ရေကူးနေတဲ့ခါကြတော့အေးပမာလဲဆိုတော့အဲ့လိုအချောင်းမြန်တဲ့ဟာမျိုးပေါ့နော်ဒါကိုတုံးကြည့်ရတဲ့အခါမှာတော်တော်အဆင်ပြေရွာအဲ့လိုမျိုးသဘင်ရွှေဘူးတို့ကသဘင်နည်းနည်းထူရတဲ့ထဲမှာပါတော့သဘင်အချောင်းမြန်တယ်ဆိုတာတိတာတယ်ပေါ့နော်ဒါလေးတုံးတဲ့ခါမှာအဲ့တော့ဒါလေးကတော့အစ်စ်ထွက်တာပါ ဒါလေး try ကြည့်ရတော်တော်အဆင်ပြေလို့ဒါရှိဘူးပြပြပေးရဖြစ်ပါတယ်။